မင်္ဂလာပါရှင်။မောသားမီဒီယာ channel ကနေပြောပြန်နေကြိုဆိုလိုက်ပါတယ်။တရုတ်အစိုးရရဲ့ဈာဝင်ဆက်ဆက်ပေးမှုကြောင့်ကိုကလန်နဲ့ကအဖွဲ MNDA ဟာလာရှိုးမျိုးကနေပြန်လဲဆုတ်ခွာခဲ့ပေမယ့်လာရှိုးမျိုးပိုင်နယ်ဝန်ကျင်မှာ၎င်းတို့တပ်ဖွဲ့ဝင်တွေကြန့်ရှိနေခဲ့ပါတယ်။ဒေသပိုင်နယ်မှာတော့လာရှိုးမျိုးအတွင်ရှိကြန့်ရှိနေတဲ့ကိုကလန်နဲ့ကအဖွဲ MNDA အဖွဲ့ဝင်တွေဟာမေလာအတွင်မျိုးအတွင်က အပိတိုင်ဆုတ်ခွာဝင်ရှိနေပြီးတော့နာဆကအစိုးရကလာရှိုးမျိုးကို အလုံးစုံပြန်ထင်းချုပ်ခွင့်ရမယ်အလားအလာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတဲ့ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့အိုင်ရန်ရှယ်လီလောက်ပေးပါအောင်ရှင်။ပြည်သက်ကြီးတရုတ်နိုင်ငံရဲ့ဂျာဝင်စီစက်ပေးမှုကြောင့် NASA ကအစိုးရဟာလာရှိုမျိုးကိုကိုကန်လက်နက်ကန်အဖွဲ့ MNDA အဖွဲ့ထံကပြန်လည်လွှဲပြောင်းရယူခဲ့ပြီးနောက်လက်ရှိချိန်မှာအစိုးရဌာနဝန်ထမ်းတွေနေရွှန့်ခွာသူတွေနဲ့ နာဆာကတပ်ဖွဲ့ဝင်တွေဟာလာရှိုးမျိုးတွေကိုတဖြည်းဖြည်းပြန်လည်ဝင်ရောက်လာခဲ့တာဟာတလားပြေတော့မှာဖြစ်ပါတယ်။အေဗီလာ21ရက်နေ့ကလာရှိုးမျိုးမှာတရော့အထူးကိုဇလဲတင်ရွှေကျင်းကဦးဆောင်ပြီးတော့နာဆာကအစိုးရဖွဲ့တာဝန်ရှိသူတွေရဲ့စကားခတင်မှုနဲ့အဖွဲ့ရင်ဖုံးတာရှင်ဦးဆောင်နဲ့ MNDA အဖွဲ့တာဝန်ရှိသူတွေမျက်နှာချင်းဆိုင်အစည်းအဝေးလုပ်ဆောင်ခဲ့ပြီးနောက် MNDA အဖွဲ့တွေဟာလာရှိုးမျိုးကနေတဖြည်းဖြည်းပြန်လည်ဆုတ်ခွာခဲ့ရလေဖြစ်ပါတယ်။ တရအစိုးရတာဝန်ရှိသူရဲ့ကိုကံတဲ့ကအဖွဲ့တာဝန်ရှိသူတွေနားဆက်ကအစိုးရအဖွဲ့တာဝန်ရှိသူတွေတွဲဆောင်ဆွေးနွေးခဲ့ပြီးနောက်အေဗီလာ22ရက်မှာယာနေချီရဲ့နားဆက်ကတရက်ရင်တန်းတွေပြန်လည်ဝင်ရောက်လာခဲ့ပြီးအဲ့ဒီနားဆက်ကတရက်ရင်တန်းရှိဟာလာရှိုးမျိုးစုံကနေမျိုးလေအဝိုင်းထိရှေလျားတယ်လို့ဆိုကြပါတယ်။အရှိမြောက်တိုင်းစစ်ဌာနချုပ်အထေဆိုင်တဲ့လာရှိုးမျိုးကနေကိုကံလက်လက်ကန် MND အဖွဲ့ကိုပြန်ဆုတ်ခံပြီးနားဆက်ကတက်တွေ ပြန်လည်ဝင်ရောက်လာချိန်မှာလေဓာဝင်စိတ်ဆက်ပြီးတရုတ်အစိုးရကိုနာဆတ်ကအစိုးရကိုစန့်ကျင်နေရဲ့အင်အားစုတွေကဝေဖန်ပြစ်တင်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ကိုကန်လနဲ့ကအဖွဲ့တွေဟာလာရှုံမြို့ဝန်ကျင်က၎င်းတို့လက်ရှိရှိနေတဲ့နေရာတွေကနေမေလကုံမှာမြို့တွင်းကနေထပ်မံဆုတ်ခွာဝယ်ရှိရလို့သတင်းတွေလည်းထပ်မံထွက်ပေါ်လျက်ရှိနေပါတယ်။လာရှုံမြို့ကိုနာဆတ်ကအစိုးရပြန်လည်လွှဲပြောင်းယူချိန်တုန်းကလာရှုံမြို့ပေါ်ရက်ွက်တွေကိုလွှဲပြောင်းယူခဲ့ရတဲ့ပုံစံမျိုးဖြစ်ခဲ့ပြီး ကိုကန်လန်းတဲ့ကအဖွဲ့ရိဟာလာရှိုမျိုးအတွင်းရှိကြွားရီမှာကြံရှိတာပဲရှိခဲ့ပြီးတော့လက်ရှိချိန်မှာတော့နာဆာကအစိုးရက လာရှိုမျိုးတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်ခွင့်ရမယ်အလားလာပြီးရှိနေတယ်လို့သိရပါတယ်။စီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram လူမှုကွန်ရက်မှာရှင်းသားနေရဲ့စစ်မင်းအမည်ရှိရဲ့အကောင့်တစ်ခုက လာရှိုပတ်လည်မှာကြံသေးရဲ့ကိုကန့် MTA အဖွဲ့ရိဟာဒီလောက်ကောင်လောက်အပြီးဆုတ်ခွာပေးမယ်လို့သိရတယ်။ ိုခိုင်ကိုလည်းမကြခင်တက်ကိုပြန်ပေးလိမ့်မယ်လို့သိရတယ်။တရုတ်ကြီးကလည်း2008ခြေဥပါအတိုင်းပြန်နေဖို့တွန်းအားပေးနေတယ်လို့သိရတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းတာခဲ့ပါတယ်။ကိုကန်လနဲ့ကအဖွဲ MDA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2023ခုနှစ်အောက်တိုဘာ28ရက်မှာတောင်လနဲ့ကအဖွဲ TNN နဲ့ရခိုင်လနဲ့ကအဖွဲ AA တို့နဲ့အတူတဲတုံညာနှစ်ကုန်စစ်စင်ရေးကိုစတင်ခဲ့ပြီးနောက်နာဆာကထိန်းချုပ်ထားတဲ့မြို့တွေကိုထိန်းချုပ်ခွင့်ရရှိခဲ့ရာ ။နာရှိုမျိုးကိုလည်း2024ခုနှစ်ဇူလိုင်လအတွင်းထိန်းချုပ်ဝင်ရရှိခဲ့တယ်လို့သိရပါတယ်။နာရှိုမျိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်တယ်လို့တရုတ်နိုင်ငံနဲ့နှိစက်တဲ့ကုန်သွယ်ရေးရှိပြီးတော့တရုတ်နိုင်ငံရဲ့အာဆီယံကုန်သွယ်ရေးဝင်ပေါက်လမ်းကြောင်းပေါ်မှာမြို့အဖြစ်လဲကြော်ကြပြီးစီပွားရေးနဲ့လမ်းမဆက်သွယ်ရေးကောင်းမွန်တဲ့မြို့ဖြစ်ပါတယ်။နာရှိုမျိုးဟာရှမ်းပြည်နယ်ရှိတခြားမြို့တွေဖြစ်တဲ့တိန်နီ၊ကုတ်ခိုင်၊မူဆယ်၊နှက်ခဲ၊ကွန်လုံ၊မိုင်းရဲ၊နမ်မတူ၊တန်ရန်၊တီဘော၊ကြောင်မဲ စားတဲ့မြို့တွေနဲ့ကုံသွဲရမှာအတိတ်ကမြို့ဖြစ်တယ်လို့မန္တလေးမြို့နဲ့ကုံစီစီစင်းရမှာအတိတ်ကမြို့ဖြစ်ပါတယ်။မေလာတွေမှာကိုကံလနဲ့ကအဖွဲ MNDA ဟာလာရှိုးမြို့ပတ်ဝန်းကျင်ကပြန်လည်ဆုပ်ခွာခဲ့မယ်ဆိုရင် NASA ကဟာလာရှိုးမြို့ကိုစီတချက်မှမဖောက်တယ်လို့လူတယောက်မှထိခိုက်မှုမရှိပဲအလုံးစုံပြန်လည်ရယူနိုင်မဲ့သမိုင်းမတန်ကိုရှေးထိုးနိုင်ွယ်ရှိနေပါတယ်။လာရှိုးမြို့ကကိုကံလနဲ့ကအဖွဲပြန်လည်ဆုပ်ခွာခဲ့တာတောင်းလနဲ့ကန်အဖွဲတီယန်နလီအပါဝင် မြန်မာနိုင်ငံရှိလက်နက်ကန်အဖွဲ့တွေအပေါ်တည်ရောက်မှုများစွာဖြစ်လာခဲ့ပြီးတော့အထူးသဖြင့် NASA ကအစိုးရကိုစန့်ကျင်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေအပေါ်ကြီးမားတဲ့တည်ရောက်မှုများစွာဖြစ်လာခဲ့ပါတယ်။ MND ဟာလာရှိုးမြို့ကိုတိုက်ခိုက်ချိန်တုန်းက PDF အဖွဲ့တွေရဲ့အင်အားကိုအသုံးချခဲ့ပြီးမြင်လာရှိုးမြို့ကပြန်လည်ဆုတ်ခွာချိန်မှာ၎င်းတို့သဘောဆန္ဒကိုသာဦးစားပေးလုပ်ကင်ခဲ့တယ်လို့သတင်းတွေလည်းထပ်ပေါ်ခဲ့ပါတယ်။လာရှိုးမြို့ကနေကိုကန်နယ်ကအဖွဲ့တွေ ြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ပိုင်းနေရဆုတ်ခွာသူတွေပြန်လည်ဝင်ရောက်လာခဲ့တဲ့အတွက်ပြန်လည်စီကားနေရလို့သိရပါတယ်။ MNDA ဟာလာရှိုမျိုးကနေပြန်လည်ဆုတ်ခွာဖို့စီစဉ်မှုနဲ့အတူနာဆာကအစိုးရဘက်ကလည်းအရင်အတိုင်းအခြေစိုက်ရုံးတွေကိုပြန်လည်ဖွင့်လှစ်သွားဖို့ရှင်းနေပြီးတော့ပညာရေးဝန်ထမ်းတွေကိုလည်းပြန်လည်ခေါ်ယူတာတွေရှင်းနေတယ်လို့ရမခအရေးစိတ်ဝင်စားသူတဦးကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ဣတိတရာ MND ဘွဲ့ကဣတိတရာရဲ့ဘုပ္ပချာ မအီဒီတိုင်ဝင်နေတိုင်ရင်ပေါ့နော်အမတ်တီဝင်နေတိုင်ရင်လို့ခလာရဆပ်ဆက်ရှိသူပဲကူဒီကောင်ကြီးကဘူးဆိုနေရမပြီးဒါရတိဘက်ကကျွန်တော်တို့ဒါရရဲ့ခုပချံကတူတူကိပေါ့နော်အဲ့ဒါမှမဖြစ်နေတာဟာဘူးလမ်းမကုန်ခင်လေးမှာအလွန်ဆုံးလားကုန်ပေါ့အတ္တိလမ်းမကုန်ခင်အတော်အတွင်းမှာဒါကျွန်တော်တို့ပြန်ပြီးတော့တူတူကပြေးရပါမယ်ပြီးလို့ရင်အဲ့ဒါမှမပြေးရမယ် ီးရပြီးတော့တဖြည်းဖြည်းနဲ့သူကမြို့အပြင်ဘက်ကို MND ဘွဲ့ရမြို့ပင်ဘက်ကိုထုတ်သွားပြီးရမယ်။နေမီကန်ဒီကအဖွဲတရလည်းဥစ္စာရင်တဖြည်းဖြည်းနဲ့စုယုံပြီးတော့လာရှုမြို့မှာရှင်းလင်းစရာရှိတာတွေကိုရှင်းလင်းပြီးတော့သူအရာအခြေစိုက်ယုံနေကိုအတင်းပြန်တယ်ပါတော့မယ်။တိတ်ပြီးတော့ကွေးပြီးတော့ဘုံနေပါနဲ့ဟိုနေတော့လုံနေပါတယ်။ကျွန်တော်စစ်တုံးမှန်းနေကိုဆိုလို့ရှိရင်လည်း ကိုကအရစ်ကြအတုတ်လိုက်အတုတ်လိုက်ဒီဥစားပြီးအချင်းရတော့ဗျာဟိုဆော့ဆော့လို့ပေါ့ကျမကြီးအဆူဝါဆုံးသူအဲ့ပြင်းကျမကြီးနဲ့ပြပြချင်းကျမကြီးနဲ့အဲ့ဒါပတ်သက်တော့ဟိုပုံဝင်နေပြောတော့ကောင်းတဲ့လူစီကတော့ကျမကြီးလည်းကောင်းသေးတယ်ဆိုလို့ရှိရင်သူကနောက်ဆုံးလွှဲပြောင်းတဲ့စင်ကြလွှဲပြောင်းတဲ့အချိန်တွေတော့ဖြစ်သွားနိုင်တာပေါ့နော်ဖြစ်သွားနိုင်တော့လွတ်တာတဲ့လူစီရတယ် အားလုံးဝမ်းသာကြပါမလွတ်သေးတဲ့လူစီကလည်းမိမိယောက်ျားဒီကျမ်းမာရေးကောင်းနေလို့ ကောင်းနေစေမို့လို့လာမယ်ဒါကြောင့်မို့တနည်းအားဖြင့်တော့ဟိုစိတ်ချမ်းသာရတာပေါ့နော်တနတ်တချက်မဖောက်ပဲလာရှုံးမျိုးကိုအုပ်စိုးသူအပြောင်းလဲလုပ်တဲ့တရုတ်အစိုးရရဲ့ဇာဝင့်မှုဟာ1989ခုနှစ်ကဗမာပြည်ကွန်မြူနတီပါတီပြိုကွဲပြီးကိုကန်တက်ဝါတနေမိုင်းလာတက်တွေပေါ်ပေါက်ခဲ့တဲ့အခင်းချင်းပြီးပြောစမှတ်ဖြစ်ရတခုဖြစ်လာပါတယ် ကိုကလည်းလက်ကအဖွဲတာလာရှိုမျိုးမှာ၎င်းတို့လက်ရှိရှိနေတဲ့နေရာတွေကနေပြန်လည်ဆောက်ခွာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့နာဆာကအစိုးရတရုတ်အစိုးရနဲ့ကိုကလည်းလက်ကအဖွဲဘက်ကတစုံတရာသတင်းထုတ်ပြန်ခြင်းမျိုးတော့မရှိသေးပါဘူးဘလို့ပင်ဆိုနေစေကမူသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းကိုကလည်းလက်က MND အဖွဲဟာလာရှိုမျိုးကနေအပီးတိုင်ဆောက်ခွာပြီးနာဆာကအစိုးရကလာရှိုမျိုးကိုအလုံးစုံပြန်လေထိန်းချုပ်ခွင့်ရမယ်ဆိုရင် အပေါင်းလက္ခဏာတိုးတက်မှုတကူလို့ဆိုရမှာဖြစ်ပါရဲ့ရှင်